သူတော်ကောင်းဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့တပ်ပုရိဒ်တပ်ပုရိဒ်ဆိုတာသုံးတော်ပုရိဒ်တော်တပ်ပုရိဒ်တော်လူတော်လူကောင်းလို့ဒီလိုအဓိပ္ပာယ်ရသူတော်သူကောင်းဆိုတာသူတော်ကောင်းလို့ဆိုတဲ့စကားလုံးအဓိပ္ပာယ်က တော်လဲတော်တယ်ကောင်းလဲကောင်းတယ်ဆိုတဲ့အတိတ်အေးညော့တော်တယ်ဆိုတာအရင်ချင်းရှိတာကောင်းတယ်ဆိုတာစိတ်ထားကောင်းတယ်ကိုချင်းတရားလည်းရှိတယ်စိတ်ထားလည်းကောင်းတယ်ကိုချင်းတရားပြုဝပြီးတော့စိတ်ထားကောင်းတဲ့ပုဂ္ဂိုလ်အပုရိဒသူတော်ကောင်းပုဂ္ဂိုလ် ကိလို့ဒိဋ္ဌိဖြစ်ဆုံးတာပမာဒကမှာတော့သူတော်ကောင်းကိုမျိုးမျိုးပြညာသေးတယ်တော်တယ်ဆိုတာဒီရှင်းကိုပြောတယ်ကောင်းတယ်ဆိုတာကျင့်စာရိတ္တဘိုင်းဆိုင်ရာကောင်းတာပြောတယ်တရားနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုချင်းသီလနဲ့ကောင်းတယ် အသိပညာလည်းရှိတယ်သူတွေကဒီလူကလူတော်လို့ပြောတာရှင်ညွန်းတာဗာရှင်ညွန်းလို့ဆိုသူရဲ့ပညာအရေးချင်းကိုရှင်ညွန်းပြီးတော့ပြောလို့ရှိတယ်ဒီကောင်ကလူတော်ပဲဒီလူကလူတော်ပဲနဲ့ပြောတာပညာအရေးချင်းတစ်ခုကိုရှင်ညွန်းပြီးတော့ပြောတာလူကောင်းလို့ပြောတာကျတော့ခွင့်ချင်တရားကောင်းတာရှင်ညွန်းပြီးစာပေလို့ပြောမယ်ဆိုရင် တီလာလည်းရှိတယ်ပညာလည်းရှိတယ်ဓာတုတော်မောင်းပြောကိုချင်းချင်းရတော့ကောင်းတယ်ပညာမရှိဘူးဆိုလို့ရှိရင်တချမ်းပဲသူ့တဲ့ကောင်းကျန်တဲ့ပုဂ္ဂိုလ်တွေကောင်းမှာပေါ့တီလာရှိတယ်တော်တော်အရင်ချင်းကမကောင်းမတော်ဘူးတော်အရင်ချင်းကတော့တော်ပါရဲ့ ကိုရှင်တရားမကောင်းဘူးဆိုတာရှိသေးတယ်။ဒါတော့ဒီနှစ်ခုကလူတွေဥတယောက်ရဲ့အခြေခံအရေးအသေးအဖြစ်ရှိတဲ့ရှိလိုက်တဲ့အရေးသေးတဲ့ဒီနှစ်ခုကိုထပ်ပြီးတော့ short chart လို့မဖြစ်နိုင်ဘူး။ short chart ရမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့အကယ်၍အရေးသေးတစ်ခုတည်းပဲရွေးမယ်ဆိုရင်ဘာကိုဦးစားပေးရမလို့ ိုချင်းကောင်းတိလရှိတဲ့လူဇာပိပြည့်ရကိုချင်းတရားကောင်းလို့တော့အဓိကကြကိုချင်းတရားကောင်းပြီးတော့မတော်ရင်သူများကိုမကူညီနိုင်တာပဲရှိတယ်ဒီပုဂ္ဂိုလ်ကကိုချင်းတရားကောင်းသည့်အတွက်ကြောင့်သူ့အတွက်လည်းကောင်းတယ်အများအတွက်လည်းကောင်းတယ်လို့ပြောတယ်သူကသူ့ရဲ့ဆွမ်းဆောင်မှုတွေကသိကျမရှိဘူးအများအကျိုးအတွက်လုံးနေဆွမ်းသိကျရှိတယ် ပညာရှင်ချင်းဘက်ကတော့တော်ပါရဲ့ကိုချင်းတရားမကောင်းဘူးဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတတ်တယ်။ကိုချင်းတရားမကောင်းတဲ့ပြည်ဖြစ်တယ်။အဲ့တော့ယေကြည်ဆုံးကတိလနဲ့ပညာလို့ဆိုရဲတိလဆိုတာကောင်းတာပညာဆိုတာတော်တာ။ ကောင်းတာတော်တာဒီဒီသေးနှစ်ခုစလုံးရှိမယ်ဆိုလို့ရှိရင်တော့ဒီလိုဟာတန်ဖိုးရှိတဲ့တရားဖြစ်တယ်ပေါ့ဒီဒီသေးနှစ်ခုအောက်ကိုရှင်းချပြလို့မရဘူးရှင်းချပြလို့မရတဲ့အတွက်ကြောင့်တိလပရိဒေါတာပညာ ပညာသီလနဲ့ဆင်ကြောတယ်ပညာပရိဒေါတံသီလံသီလကိုပညာနဲ့ဆင်ကြောတယ်ပညာကိုသီလနဲ့ဆင်ကြောတာသီလပညာနှစ်ခုသည်ယူတိုင်းလိုလည်းပြည့်စုံအောင်ပဲကြည်သွေးဒီနှစ်ခုမပြည့်စုံလို့ရှိရင်တစ်ခုခုချုပ်တဲ့နေတယ်လို့ပြောရမှာပေါ့အေးသူတော်ကောင်းဆိုတာ ကိုချင်းတရားလို့ခေါ်တဲ့သီလလည်းကောင်းတယ်ပညာအရင်ချင်းလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်တော့ကောင်းတယ်ဒါကသူတော်ကောင်းကိုအရှင်းအမြင့်ဆုံးသူတော်ကောင်းဆိုတာကျတော့ဘုသူ့ကိုပြောရမှာလို့ဆိုဖရာယဟန်းကအရှင်းအမြင့်ဆုံးသူတော်ကောင်း ကျန်တဲ့သူတော်ကောင်းလို့သတ်မှတ်ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိသေးတယ်။အချိန်ကအားဖြင့်သူတော်ကောင်းဆိုတာသီလနဲ့ပညာလို့ပြောလိုက်တဲ့ချင်းသီလဆိုတာဘာကိုညီညွတ်တာလို့မေးရင်သူစိတ်တရားဆဲပါလို့ကျင့်သုံးတဲ့ပုဂ္ဂိုလ်သူစိတ်တရားဆဲပါလို့ကျင့်သုံးပြီးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကိုယ်ကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောအောင် ကံကံရဲ့အကျိုးကိုနားနဲ့သိမြင်တဲ့ကမ္မတက္ကတသမာဓိဋ္ဌိသူကမ္မတက္ကတသမာဓိဋ္ဌိတဲ့အရှင်းမြင်တဲ့ဝိပဿနာသမာဓိဋ္ဌိဆိုတဲ့ဒီလိုအသိဉာဏ်မျိုးပါလာလို့ရှိရင်တော့လူတော်ဆိုတဲ့အရှင်းရောက်လူကောင်းဆိုတဲ့လူတော်ဆိုတဲ့အရှင်းတရားရောက်တကယ်လူတော်ကောင်းဒါအခြေခံဆံအားဖြင့်ဒီလိုတတ်ခတ် Pero vamos